နေတိုင်းကိုတရားဟလာဘယ်လိုဝင်လဲပြည်စုံတော်ကိုတရားတော့ဒီပရိုက်ကြလောက်တာနဲ့သူတို့ကဟာဒီကောင်ပေါ်ပင်လောက်တာဒီကောင်ဘယ်လောက်လုံးပါလဲနော်ဒါဆိုဘာလောက်တာဒီကောင်ဟိုနာမည်ကြီးအောင်လောက်တာလားအဲဒီလိုတွေရှိတယ်အဲ့လိုကတော့တောက်လျှောက်အဲ့ဒါစားလောက်တဲ့အချိန်တုန်းကတနည်းကြော်လောက်ထိကိုအဲ့ဒါတော်တော်ခံအဲအဲ့ဒါတွေကတော့ဒါလူတိုင်းကြုံရမှာပဲဒီပရိုက်ကြလောက်ပြီဆိုတော့ဟိုကဟိုအနေနဲ့များတော့ပြောခံရပြောခံရမှာဒါမဲ့ကိုကတော့အဲ့အပြောမခံရအောင်တော့ ရှင်းအောင်လုပ်တယ်တချို့တကွာရောက်တဲ့နေရာတွေမှာဟိုဗီဒီယိုတွေတက်လာပြီဆိုလို့ရှိရင်အောက်မှာလိုင်းသားကိုကြီးပြောပါလားလိုင်းသားကိုကြီးပြောပါအဲ့လိုတွေမြင်လို့ရှိရင်ဩငါငါလုတ်ပေးနိုင်တာပဲပြမလားဟိုကိုအားကိုတကြီးပြောတယ်ဆိုတော့ပို့ပြီးတော့ငါလုတ်ခဲ့ရတယ်တန်တယ်ငါတန်အောင်လုတ်ခဲ့ရတယ်ပေါ့နော်အဲ့နေတွေရောက်သွားတယ်လှူတဲ့နေရာတွေရောက်သွားလို့ရှိရင်ဟာငါလှူပေးလိုက်သူတော်တော်အဆင်ပြေသွားတယ်အဲ့ဒါစိတ်ထဲမှာလေးဩတော်တော်ဥမှခံစားလို့ကောင်းတယ် ဲ့လိုတော့သွားလေသွားတာမရှိဘူးမရှိဘူးဆိုတော့ကိုလည်းတိတ်မသွားတတ်အခုကကိုစီပြိုးလေအဲကိုစီပြိုးကညာလမ်းပြီးတော့ဒီနေ့ပွဲလေးလာခဲ့ပြီပါဦးနဲ့သူနေ့ကလည်းတော်တော်ရင်းနေတာဟုတ်ရင်းနေတော့အဲသူသူဖိတ်လို့ရောက်လာတာအဲထွေလာကြည့်ပြီးသွားပြီထွေလာကြည့်ပြီးတဲ့ဟိုကိုတော်မှမစော့ဖို့လုံနေသေးတာနေတို့ကြိုက်ပါအပရိုက်နဲ့အခုအခုလည်းလုံနေတာပဲလုံနေရဆိုတာအခုဒီငလင်ပေးဆိုလို့ရှိရင်ကျွန်တော်၅កောက်ရှိသွားပြီ၅កောက်ဒီတစ်ခေါက်ကဒီကျွန်တော်တကယ်ချင်းဟိုအချင်းသေးရဲ့ ဒီအလူလေးရှိတော့လေသူ့အဖေသုံးတဲ့အထိမ့်မက်လေးရှိတော့အဲ့ဒါလေးပြီးမှနောက်6ခေါက်မြောက်တက်မှာဟိုမှာကျတော့အခုဒီရိုင်းမလူတော့အခုနောက်ပိုင်းကကျွန်တော်ကဟိုမြေခွက်တွေဝယ်တယ်ဝယ်ပြီးအဲ့မြေခွက်ပေါ်မှာအိမ်ဆောက်တယ်ပြီးရင်ကျွန်တော်အပိုင်ပေးတယ်ဟဲ့ဆိုင်ရုပ်သားနဲ့အကုန်အပိုင်ပေးမှာသူတို့လက်မှတ်ထိုးပြီးတခါတည်းအပိုင်ပေးမှာဒါပေမဲ့တကယ်ငကိုတွေကအိမ်မရှိတဲ့လူအိမ်မရှိတဲ့အချိန်မှာတချို့ကျတော့သူများရင်ကတ်နေတယ်သူများရင်ငရင်လှုပ်လို့ပြိုသွားတဲ့ခါကျတော့နေရာတရာမရှိတော့ဘူးအဲ့တချို့ကျတော့ဒီကမ်းပါးတွေပြိုသွားတဲ့ခါကျတော့ညီနေရာပြန်မရတော့ဘူးအဲအဲ့လိုလူတွေကိုကျွန်တော်က အဲ့လိုလူတွေကိုကျွန်တော်ခွဲပြီးတော့ပေါ့နော်အဲ့လိုဟိုမြေကွက်ဝယ်တယ်ဝယ်ပြီးတော့အဲ့ထဲမှာအိမ်လုံးချင်းလေးတွေပေါ့အဲ့လိုစောက်ပြီးတော့အဲအပိုင်ပေးတာပေါ့တသက်လုံးနေလို့ရဟုတ်တယ်စီစစ်တယ်ဘာလို့စီစစ်လဲဆိုအခုတို့တင်လိုက်ပြီအခုလောတဲ့6 6အိမ်တင်ထားတယ်မိသားစု6စုအိမ်6လုံးနဲ့ဒါပေမဲ့တို့အခုမပေးသေးဘူးနောက်ထပ်6လတစ်နှစ်လောက်ကြာမှလက်မှတ်ထိုးပြီးတော့တခါတည်းပေးမယ်ပြီးရင်တို့တခါတည်းပြောထားတာဒီတယောက်ကပေါ့နော်တယောက်ကဒီမှာမနေတော့ဘူးဆိုရင်ထွက်သွားရင်ကျန်တဲ့9ယောက်ကဒီမှာနောက်လူကိုတို့သဘောနဲ့ထားလို့ရမယ် ဟိုရောင်းလို့မရဘူးပေါင်လို့မရဘူးလူငါတင်လို့မရဘူးဒီတိုင်းလည်းထားလို့မရဘူးအဲ့ပေါ်ကြံတဲ့၅ယောက်ရဲ့၅ယောက်ကိုအပ်ခဲ့ရမယ်အဲအဲ့၅ယောက်ကမှနောက်ထပ်ဒုက္ခရောက်တဲ့လူရှိရင်သဘောတူရင်တင်အဲ့လိုသဘောမျိုးလေးပဲထားအဓိကတော့ပင်သားတော့ပင်ပန်းတယ်ဒါပေမဲ့ကိုယ်မှာကိုယ်တကယ်ချင်းရှင်သေးတို့ဒီကိုယ်နောက်မှာလိုက်လုပေးနေတဲ့ညီကိုတွေရှိတဲ့အခါကျတော့အကုန်ဟိုဟိုဟင်းလုံးမယ်ဆိုလို့ကတော့အကုန်ဟုံးလို့ထားလို့ကြတော့ပင်ပန်းတယ်လို့တော့တိတ်မထီဘူးဒါပေမဲ့တကယ်ကပင်ပန်းတဲ့ဒုက္ခရောက်တဲ့အချိန်တွေကြာလို့ရှိရင်တော့ ဟာကလုံးမလုံးချင်တော့ဘူးဒါပေမဲ့အဲ့ဒါခဏပဲခဏပဲအဲ့ပြီးလို့ရှိရင်လေဟိုအဲ့နေတွေရောက်သွားတယ်လှူတဲ့နေရာတွေရောက်သွားလို့ရှိရင်ဟာငါလှူပေးလိုက်သူတော်တော်အဆင်ပြေသွားတယ်အဲ့ဒါစိတ်ထဲမှာလေးဩတော်တော်ဥမအခန်းစားလို့ကောင်းတယ်အဲ့တော့ဟိုဟိုကဖြစ်တာတခါလေးမှဖြစ်လာတော်တော်ဒုက္ခအခက်ခဲအဲ့ဘေးကနေဒီတိုင်းကမပင်မအောင်အဲ့ဘေးကနေလာပြီးတော့လေမင်းကဘာလုံးနေတာလဲလို့အလှူဝေတွေနဲ့စားနေတာဟာလို့ဘာလို့အဲ့လိုတွေပြောလာပြီးတချို့ဆိုအလကားနေဖုံးဆက်ပြီးဆဲအဲ့အဲ့လိုတွေဖြစ်လာပြီးဆိုရင်လေ ိတ်တွေညစ်လာဘူးလုံးချင်တော့ကိုကကိုနေရရသားနဲ့ကိုကငါတက်တက်လိုက်အစဲခံနေတာပဲဆိုတာခါကြီးကတွေ့နေဒီမိအချင်းကတော့ဘလောက်ပင်မပင်မလမ်းပေးလဲအိတ်တာပဲသူကသူ့အတူကိုကွင်းနဲ့လက်သွားအိတ်တာပဲအဲအဲ့ဒါတွေကတော့ဒါလူတိုင်းကြုံရမှာပဲဒီပရိုက်တာလုတ်ပြီဆိုတဲ့ဟိုကဟိုအနေနဲ့များတော့ပြောခံရမှာပြောခံရမှာဒါပေမဲ့ကိုကတော့အဲ့အပြောမခံရအောင်တော့ရှင်းအောင်လုပ်တယ်ရှင်းအောင်လုပ်တယ်အခုဟိုဒီဥဖြူကလှူတယ်ဆိုရင်ဥဖြူဘလောက်လှူလဲတသိန်းဟုတ်ပြီဥဖြူတသိန်းသွားလှူတဲ့နေရာကျရင်လည်းဒါကတော့ဥဖြူလှူတာတသိန်းပါဆိုတော့ ပတ်စံအောင်ပဲတခါတည်းပြရတယ်နာမည်လည်းပြောတယ်ငွေအမောက်လည်းပြောပြီးတခါတည်းပေးခဲ့အဲ့တော့အဲ့လိုဆိုတိတ်ပြောမခံဘူးလို့ကိုယ်စိတ်ထဲခံစားရလေအဲ့တော့ဟိုတိုက်ခိုက်ကြတော့ရှိတယ်ဒါပေမဲ့ကို့ဒီတက်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 အားချောင်တာလွယ်ပြီးကြံတဲ့ဘောနော်ထိထိရောက်ရောက်ပြောလို့ရတဲ့အရာမရှိဘူးတခါလေကျတော့အဲ့ဒါအဲ့လိုအဲ့လိုတွေဘောနော်ဟိုတချို့တကွာရောက်တဲ့နေရာတွေမှာဟိုဗီဒီယိုတွေတက်လာပြီဆိုလို့ရှိရင်အောက်မှာလိုင်းသားကိုကြီးပြောပါရလိုင်းသားကိုကြီးပြောပါအဲ့လိုတွေမြင်လို့ရှိရင်ဩငါငါလုတ်ပေးနိုင်တာပဲပြောမလားဟိုကို့အားကိုတကြီးပြောတယ်ဆိုတော့ပို့ပြီးတော့ ဟာငါလောက်ခဲ့ရတယ်တန်နေငါတန်အောင်လောက်ခဲ့ရတယ်ဗောနော်ဟိုနောက်လမ်းသွားလမ်းလာရောက်လို့ရှိရင်လေဟာတားလေးဟိုဟာချစ်တယ်ဟိုဟာညီလေးလေးစားတယ်ယောက်ျားချင်းလဲကိုလာနန်းရင်နန်းတာပဲအများခဏခဏနန်းအဲ့တော့ဒါတွေကဘာလဲကျွန်တော်မှအကျိုးမြတ်မရှိဘူးဆိုမြဲဒါဒီဒီအကျိုးမြတ်တွေတော့ရှိအဲ့ဒီအကျိုးမြတ်တွေကတကယ်တကယ်တော့ပေးတိဖြစ်တယ်အရင်တော့ပုံစံနဲ့ဆိုရင်မရောက်လေကိုကြည့်ပြီးကြောက်နေတယ်အရင်တော့ကိုကြည့်ပြီးကြောက်နေအခုကိုကြည့်မကြောက်တော့သူကသဘောကြအင်းစားလို့တုံးကတော့စားလို့တုံးကပြောတယ်ပြောတယ်ဆိုတော့စားလို့တုံးကတော့ကျွန်တော်ဟိုဘက် အချမ်းမှာကျွန်တော်ဗီဒီယိုတစ်တော့ရိုက်တဲ့ခါကျတော့နည်းနည်းကြမ်းကြမ်းတက်တက်နေရိုက်တော့ကြမ်းကြမ်းတက်တက်နေရိုက်တော့ဟိုပြောဆိုခံရတာရှိတာဟိုအဲ့တော့ဒီ price တက်လောက်တာနဲ့တို့ကဟာဒီကောင်ပေါ်ပင်လောက်တာဒီကောင်ဘယ်လောက်လုံးပါလဲနော်ဒါဆိုဘာလောက်တာဒီကောင်ဟိုနာမည်ကြီးအောင်လောက်တာလားအဲဒီလိုတွေရှိတယ်အဲ့လိုကတော့တောက်လျှောက်အဲ့ဒါစလုတ်တဲ့အချိန်တုန်းကတစ်နှစ်ကျော်လောက်အထိကိုအဲ့ဒါတော်တော်ခံအဲဒီကနေကျွန်တော်ဒီငလင်ပေးပေါ့နော်ပြန်လဲထူထောင်ရေးအတွက်ကိုကျွန်တော်6လပိုင်းလောက်ကိုကျွန်တော်ပြန်ပြီးတော့ဆင်းမယ်6လပိုင်းကိုမှကျွန်တော်ဟိုနောက်ဆုံးဖတ်ထဲလောက်မှဆင်းပြမှာ ဲ့ကိုဆင်းမယ်နောက်ထပ်ကျွန်တော်ကတော့ဒီပရိဒအနေနဲ့ကကျွန်တော်ထမင်းဆိုင်ဖွင့်ဖို့อ่ะကျွန်တော်အဲ့ပေါင်းအိုးကြီးတွေဝယ်ပြီး25သိန်းခွဲအဲ့မီးစက်တွေအကုန်ခုံးတွေတော်တော်များများဝယ်ပြီးွားအဲ့နေရာမရှိလို့ကျွန်တော်အဲ့ဒီတန်ဖိုးနဲ့ထမင်းဆိုင်ပေါ့နော်ထမင်း900ဟင်း900ဆိုတဲ့ဆိုင်ကြီးကျွန်တော်ဖွင့်ဖို့ရည်ရွယ်နဲ့ကြားပြီဒါပေမဲ့ကိုကမရှိတဲ့နေရာကိုငှားပြီးတော့ရတဲ့ဈေးနဲ့ငှားပြီးတော့ဝုန်းဆိုလှုပ်လိုက်ရင်ကျွန်တော်ရေးရှိမခံနိုင်ဟိုဒီကောင်ခဏပေါ်ပင်ထားလှုပ်တယ်ဖြစ်မှာဆိုလို့ကျွန်တော်ကအရှိန်ယူနေတာပစ္စည်းတွေအကုန်ဝယ်ပြီးွားရရှိပြီးွားပြီး ကျွန်တော်အိုက်ပရိုက်တက်ထမင်းဆိုင်ဖွင့်မယ်အဲ့ဒါကတော့ကျွန်တော်ဒါကိုယ့်ရည်မှန်းချက်ကဒါပဲအဲအဲ့လိုဖွင့်မယ်ကျန်တဲ့ဟာတော့ကျွန်တော်လူနာတင်ကားတစည်းအခုစီစဉ်ထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီတရားဝင်ရအောင်လို့ကျွန်တော်လုပ်မယ်လုပ်ပြီးရင်ကျွန်တော်ဒီလူနာတင်ကားကိုဒီဘောနော်တကယ်ဝါသနာပါတဲ့လူတွေလက်ထဲကိုကျွန်တော်ထည့်ပြီးတော့ဒီလိုင်သားလိုင်သားမှာပဲထိုင်ချမှာဟုတ်အဲလိုင်သားမှာအဲ့လိုရအောင်လုပ်မယ်အဲ့နှစ်ခုတော့လောလောဆယ်တော့ရှိတယ်ဒီငလင်ပေးပြီးွားမှာပါဒါတွေကအဲဟုတ်ကဲ့ပါဒီကဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဒီပေါ့နော် bright out အားပေးတာပဲဖြစ်ဖြစ်ကျွန်တော်ဒီ TikTok တွေပါတွေဆော့တာကိုအားပေးတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အားပေးတဲ့လူတွေအကုန်လုံးအဲနောက်ပထမကတော့ဒါဟိုအလှရှင်တွေပေါ့အလှရှင်တွေကိုယ့်ကိုလူတွေကိုယ့်အကျိုးမြတ်မရှိဘူးဆိုပေမဲ့ဟိုကိုယ်လာပြီးတော့ယုံကြည်ပေးတဲ့အလှရှင်တွေအကုန်လုံးနဲ့ဒီပေါ့နော်ဒီ channel ပရိသတ်တွေအကုန်လုံးညီကိုမောင်တို့ကဆွေမျိုးတွေအကုန်လုံးအတော်တော်ကျေးဇူးတင်တယ်။ဘာလို့လဲဒီရုပ်ကိုဘယ်သူမှချစ်စရာအကြောင်းမရှိဘူးလေ။အခုအဲအဲ့လိုချစ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။